ဇာတိမှုဆိုတာဘာလဲဇာတိမှုတွေကိုဘယ်လိုအခြေအနေမှာ ဖွင့်လည်ဆောင်ရွက်ကြရပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်တွေဥအောင်ကျော်ကျော်ဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမြှော်ရရရှိပါတယ်အဲ့တော့အမှုတွေကိုရာဇဝတ်မှုနဲ့တရားမမှုဆိုပြီးတော့အကြံပြေနှစ်မျိုးခွဲခြားနိုင်တယ်ပေါ့နော် တရားမမှုတွေဆိုတာကတော့ငွေကြေးဆိုင်ရာရလိုမှုတို့အင်ချမ်းမြေလက်ရောက်ရလိုမှုတို့အဝေးမှုတို့စတဲ့အမှုခဲတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်လူတူကသူ့ငွေကိုချေးထားပြီးတော့ပြန်မရလို့တရားရုံးမှာပေါ့နော်။ချင်းငွေရလိုမှုနဲ့သွားပြီးတော့တရားစွဲတယ်ဆိုရင်အဲ့ဒါကိုတရားမကြီးမှုစွဲတယ်လို့ခေါ်ပါတယ်။ ဲ့တော့တရားရုံးကနေပြီးတော့မှနော်စစ်စစ်ပြီးတဲ့နောက်မှာငွေချေးထားကြောင်းပေါ်လင်းတဲ့အတွက်ကြောင့်မလို့တရားပြိုင်ကိုငွေပြန်လဲပေးဆက်ဖို့အမိန်ချမှတ်လိုက်တယ်ဆိုပါတော့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအမှုမှာပေါ့နော်တရားလူကအနိုင်ရသွားတဲ့အတွက်သူ့ကိုတရားနိုင်လို့သုံးပါတယ်နော်အဲ့တော့တရားပြိုင်ကအမှုရှုံးသွားတဲ့အတွက်သူ့ကိုတော့တရားရှုံးလို့သုံးတယ်ပေါ့နော် ဒီမှာကျွန်တော်တမန်လူတွေနားလည်အောင်လို့ရှင်းပြမယ်ဆိုလို့ရှိရင် ရာဇဝတ်မှုတွေဖြစ်တယ်ဆိုလို့ရှိရင်တော့နှစ်ဖက်အမှုတွေကိုတရားလိုနဲ့တရားခံလို့သုံးပါတယ်ဒါရာဇဝတ်မှုတွေမှာပေါ့နော်တရားမှမှုတွေဖြစ်မယ်ဆိုလို့ရှိရင်တော့နှစ်ဖက်အမှုတွေကိုတရားလိုနဲ့တရားပြိုင်လို့သုံးပါတယ်သူကပြိုင်ဆိုင်တဲ့သူပေါ့နော်ဒါတရားမှမှုပါအဲ့တော့တရားမှမှုပြီးသွားလို့တရားလိုကအနိုင်ရလို့နော်အခုကျွန်တော်တို့ဆွေးနွေးတဲ့ဇာတိမှုကိုဆက်ဖွင့်မယ်ဆိုလို့ရှိရင်တော့တရားနိုင်တဲ့ တရရှုံလို့သုံးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ तू อ่ะတရားကိုနိုင်သွားပြီပေါ့เนาะတစ်ခါကရှုံသွားပြီပေါ့အဲ့လိုအခေါ်အဝေါ်လေးတွေ꽌ပြမှုရှိပါတယ်။အဲ့တော့ဆွေးနွေးမှုလေးကိုဆက်ပါမယ်။တရားရုံးကငွေပေးဆက်စီလို့เนาะအနိုင်ဒီဂရီချမှတ်လိုက်တယ်။တရလူကအမှုနိုင်သွားတယ်ဆိုပေမဲ့အဲ့ဒီငွေကို तू อ่ะချက်ချင်းမရသေးပါဘူး။เนาะရထိုက်권ရှိတယ်ဆိုတော့အမိတ်ဒီဂရီကိုသာလဲရသေးတာဖြစ်တယ်ပေါ့။အဲ့လိုမျိုးအမိတ်ချမှတ်ပြီးနောက်ပိုင်းမှာပေါ့ เนาะဒီအမှုရှုံးသွားတဲ့တရရှုံးဟာဒီဒီဂရီကိုလိုက်နာပြီးတော့တရနိုင်ကိုเนาะငွေပေးဆက်လိုက်တယ်ဆိုလို့ရှိရင်တော့အမှုကပြီးသွားပါတယ်เนาะဘာမှဆက်ပြီးတော့မှဆောင်ရွက်စရာမလိုတော့ဘူးပေါ့လေဒါပေမဲ့လို့တကယ်လက်တွေ့နယ်ပယ်မှာကြတော့เนาะအဲ့ဒီလိုမျိုးတရားရုံးရဲ့ဒီဂရီကိုလိုက်နာပြီးတော့ပေးဆက်တဲ့တရရှုံးကအင်မတန်မှရှားပါတယ်အဲ့ဒါဆိုလို့ရှိရင်အမှုနိုင်တဲ့တရနိုင်ကเนาะဘာဆက်လုပ်ရမလဲဆိုတော့ ူကဇာတိဖွင့်ရမှာဖြစ်ပါတယ်ဇာတိမှုဖွင့်လေရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဇာတိမှုဆိုတာပါလဲပေါ့ဇာတိဆိုတဲ့ဇာကားကတော့ဟိန္ဒီဘာသာဇာကားဖြစ်ပါတယ်သူရဲ့အသေးပေကတော့တရားရုံးရဲ့စီရင်ချက်ကိုအတီးပြုတ်ခြင်းဒီဂရီကိုအတီးပြုတ်ခြင်းလို့အသေးပေတက်ရောက်ပါတယ်နော်အင်္ဂလိပ်လိုကတော့ institution ပေါ့နော်အကောင့်ထဲပေါ်ခြင်းလို့အသေးပေရပါတယ်ဒီနေရာမှာတာမန်လူတွေနားလည်လွယ်အောင်လို့ကျွန်တော်အရက်ဇာကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့နော် ဇာရီလုတ်တယ်ဆိုတာကတရားရုံးကိုပွားပြီးတော့မှ အကူအညီ တောင်းခံခြင်းဖြစ်ပါတယ်เนาะဘာလို့အကူအညီတောင်းခံတာလဲဆိုတော့တရားရုံးက90ဒီဂရီချမှတ်ထားတယ်တရားရုံးကိုเนาะပြန်ပေးဆက်စီလို့အမိန့်ချထားပါရဲ့နဲ့လိုင်းနာဆောင်ရွက်ခြင်းမပြုလို့ပေါ့เนาะအဲ့ဒီကိစ္စကိုကူညီပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်ပေးပါလို့ပွားပြီးတော့မှအကူအညီတောင်းခံခြင်းဖြစ်ပါတယ် ဲ့တော့ဟုတ်ပြီတရားရုံးကဘယ်လိုကူညီဆောင်ရွက်ပေးရမှာလဲပေါ့နော်အဲ့ဒါကိုဇာတိလျှောက်လွာမှာတရားနိုင်ကတခါတည်းထည့်သွင်းရေးသားပြီးတော့တောင်းဆိုရပါတယ်အဲ့တော့တရားရုံးကနော်ဇာတိမှုမှာဘယ်လိုကူညီဆောင်ရွက်ပေးနိုင်တယ်လဲဆိုတော့နော်ကိုအနိုင်ရထားတဲ့ဒီဂရီပေါ်မှာမူတည်ပါတယ်ဥမာအဖြစ်ပေါ့နော်ကိုအနိုင်ရထားတဲ့ဒီဂရီကဝေဒီဂရီဖြစ်မယ်ဆိုလို့ရှိရင်ဒီဇာတိမှုကိုအတီးပြုတ်နိုင်တဲ့နီလန်သုံးသွယ်ရှိမယ်ပေါ့နော်အဲ့ဒါတော့ပထမနီလန်ကတော့ တရရှုံးကိုတရမအကျင်းထောင်ချပေးပါဆိုပြီးတော့မှရှောက်ထားနိုင်ပါတယ်နော်အဲ့တော့ဒီငွေဒီဂရီပေးဆက်စီလို့အမိန့်ချထားပါရဲ့နဲ့တရရှုံးကပြက်ကွက်တယ်ဒါကြောင့်သူ့ကိုတရမအကျင်းထောင်ချပေးပါဆိုပြီးတော့ကျွန်တော်တို့ကဇာတိမှုမှာရှောက်ထားနိုင်ပါတယ်ဒါကတော့ပထမနီလာပေါ့နော်ဒုတိယနီလာကတော့တရရှုံးရဲ့ပစ္စည်းကိုရောင်းချပေးဖို့ရှောက်ထားနိုင်ပါတယ်ဒါကတော့ဒုတိယနီလာပေါ့နော်တရရှုံးမှာပစ္စည်းရှိတယ်ရွှေပြောင်းနိုင်သောပစ္စည်းပဲဖြစ်ဖြစ်မရွှေမပြောင်းနိုင်သောပစ္စည်းပဲဖြစ်ဖြစ် ရှိတယ်ဆိုလို့ရှိရင်တော့အဲ့ဒီပစ္စည်းကိုရောင်းချပေးဖို့ရှောက်ထားနိုင်ပါတယ်ဒါကတော့ဒုတိယနီလန် ဖြစ်ပါတယ်တတိယနီလန်ကတော့တရမအကျဉ်းထောင်ချပေးဖို့လည်းရှောက်ထားမယ်ပစ္စည်းကိုလည်းရောင်းချပေးဖို့ရှောက်ထားမယ်နီလန်နှစ်ခုစလုံးကိုတော့တပြိုင်တည်းဆောင်ရွက်တဲ့နီလန်ဖြစ်ပါတယ်ဒါကတော့တတိယနီလန်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဆွေးနွေးတာကငွေဒီဂရီမှာအတည်ပြုနိုင်တဲ့နီလန်ကိုဆွေးနွေးပေးတာပေါ့နော် ကျန်တဲ့ဒီဂရီတွေဖြစ်မယ်ဆိုလို့ရှိရင်တော့အတီးပြုတ်လို့ရနိုင်တဲ့နီလာပေါ့နော်ဥပဒေအရခွင့်ပြုထားတဲ့နီလာတိုင်းဆောင်ရွက်ကြမှာဖြစ်တယ်ပေါ့နော်ဥပမာအင်ချမ်မြေလဲရောက်ရလို့မို့ဆိုရင်လဲရောက်ရလို့မှာအတီးပြုတ်နိုင်တဲ့နီလာပေါ့နော်အမွေပုံစီမံခန့်ခွဲပေးစေလို့မို့ဆိုရင်အဲ့ဒီမှာအတီးပြုတ်နိုင်တဲ့နီလာတွေကိုရှောက်ထားကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ဇာတိမှုဆိုတာက တရားရုံးမှာသွားပြီးတော့မှအခုအညီတောင်းခံရတဲ့အမှုမျိုးစာဖြစ်တယ်ပေါ့နော်။သူကမူလတရားမကြီးမှုရဲ့အဆက်အနွယ်လေးဖြစ်ပါတယ်။မူလတရားမကြီးမှုမှာကိုကအနိုင်ဒီဂရီရရှိထားတယ်။အဲ့ဒီရရှိထားတဲ့ဒီဂရီကိုတရားရှုံးကလိုက်နာဆောင်ရွက်ဖို့ရန်အတွက်ပြက်ကွက်နေလို့ပေါ့နော်။တရားရုံးကနေပြီးတော့ကိုကိုကူညီဆောင်ရွက်ပေးပါဆိုပြီးတော့သွားပြီးတော့ဆွဲဆိုရတဲ့အမှုအမျိုးစာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေသွားတဲ့အကြောင်းအရာလေးကတော့ ဇာရီမှုဆိုတာပါလဲပေါ့နော်အဲ့ဒီဇာရီမှုကိုဘယ်လိုအခြေအနေမှာဖွင့်လှစ်ဆောင်ရွက်ကြရတယ်လဲဆိုတာလေးကိုဆွေးနွေးမျှဝေပေးသွားခြင်းဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်